ရီယဲကိုအာစနယ်အနိုင်ယူနိုင်စွမ်းရှိတယ်ကဲတော့အားလုံးပဲမင်္ဂလာပါခင်ဗျ GK Gonnas ကနေအာစနယ်ပရိသတ်တွေအားလုံးကိုပြန်လည်ကြိုဆိုပါတယ် Optime Super Computer ကအာစနယ်ဘက်မှာရှိနေပါတယ်ရီယဲနဲ့ Champions League Quarter Final မှာအာစနယ်ကအသာစီးယူပြီးနောက်ဆင်းကိုတက်ရောက်လိမ့်မယ်လို့ Super Computer ကတွက်ချက်ခံမှန်းထားတာပါအာဆင်ကရီယဲကိုကြော်ဖြတ်ပြီးတော့ဆီမီဖိုင်နယ်တက်ရောက်နိုင်ဂျီက90.1ရာခိုင်နှုန်းရှိနေပြီးတော့ ရီယယ်ဆီမီဖိုင်နယ်တက်ရောက်နိုင်ခြေက49.8ရာခိုင်နှုန်းသာရှိနေပါတယ်။လက်ရှိအသည့်ချန်ပီယံလိကွာတာဖိုင်နယ်တက်ရောက်နိုင်တဲ့အသင်း၈သင်းထဲမှာဘာစီလိုနာ98.2ရာခိုင်နှုန်း၊ PSG 97.3ရာခိုင်နှုန်းတို့ပြီးရင်အာဆန်ကဆီမီဖိုင်နယ်တက်ရောက်နိုင်ခြေအများဆုံးအသင်းဖြစ်နေပါတယ်။ဘာစီလိုနာချန်ပီယံဖြစ်နိုင်ခြေက23.1ရာခိုင်နှုန်း၊ PSG ရဲ့ချန်ပီယံဖြစ်နိုင်ခြေက19.3ရာခိုင်နှုန်း၊အာဆန်ရဲ့ချန်ပီယံဖြစ်နိုင်ခြေက15.6ရာခိုင်နှုန်းရှိနေပါတယ်။ အော့ဒိုင်းစူပါကွန်ပျူတာကချန်ပီယံလိကွာတာဖိုင်နယ်ရောက်အသင်းတွေရဲ့ပွဲစဉ်လိုက်ဇွမ်းဆောင်ရေးဈေးကွက်ပေါက်ကျေးတွေနဲ့အဆင့်တမတ်ချက်တွေကိုမူတည်ပြီးတော့ခံမှန်းတွက်ချက်ထားတာပါပြီးခဲ့တဲ့လာလီဂါပွဲမှာရီယက်ကဗလန်စီယာကိုအိမ်ကွင်းရှုံးပွဲရင်ဆိုင်ရာပြီးတဲ့နောက်အာစတန်မျောလင်းချက်ကပို့ပြီးတော့ရှင်းတန်းလာတယ်အာစတန်အတွက်သတင်းကောင်းတစ်ခုကရီယက်နဲ့ပွဲမှာစာကာအစွမ်းပြဖို့အသင့်ရှိနေတာပါတကောက်ကျော်ဒန်ကနေပြန်တက်တာလာပြီးတော့ပထမဆုံးပြန်ကစားတဲ့ပွဲမှာစာကာကဂိုးသွင်းနိုင်ခဲ့တယ်လို့အာစတန်တိုင်းစစ်တွေလည်းထူးချွန်လုံးခဲ့တယ်စာကာက ရီယန်ရဲ့ဘွဲကိုကစားခြင်းလုံးလို့ကျွန်တော်အားခဲထားတာပါအဲ့ဒီဘွဲကစားခွင့်ရအောင်လဲကျွန်တော်လာပေါင်းများစွာပြင်းထန်ထန်အလုပ်လုပ်နေခဲ့ပါတယ်အခုကျွန်တော်ကစားခွင့်ရလို့စိတ်လှုပ်ရှားတယ်တရားကတတ်တာလာပြီးတော့ကစားတဲ့ဘွဲနှစ်ဘွဲစလုံးမှာကျွန်တော်တန်ပါပြီးရင်တန်ပါလာပါတယ်လို့ပြောပါတယ်အာစတန်ကချန်ပီယံလိရဲ့အောင်မြင်ဆုံးအသင်းနဲ့လက်ရှိချန်ပီယံရီယန်မက်ဒရစ်အသင်းကိုအိမ်ခွင့်မှာပထမအကြော့အရင်ကစားသွားပါမယ်2008 2009ရာသီကစတင်ပြီးတော့အာစတန်ကချန်ပီယံလိမှာစီမီဖိုင်နယ်အဆင့်ကိုမရောက်ခဲ့ပါဘူးပြီးခဲ့တဲ့ရာသီကလည်းအာစတန်ကကွာတာဖိုင်နယ်မှာဘိုင်မြူနစ်ကိုရှုံးပြီးတော့ ချန်ပီယံလိအိမ်မက်တခန်းရက်ခဲ့ရတယ်။အခုရာသီမှာလည်းရီယန်နဲ့ရင်ဆိုင်တာဖြစ်လို့အာဆင်ပြုတ်ဆုံးနိုင်နေပြီလို့ယူဆသူများစွာရှိပါတယ်။ဒါပေမဲ့အဲ့ဒီတန်တရားတွေကိုအာဆင်ကဖယ်ရှားပစ်ချင်နေတယ်။ဆာကာကရီယဲတမိုင်းချောင်းကိုလေးစားပါတယ်။ဒါပေမဲ့မထင်မှတ်ထားတာတွေလုံးပြနိုင်စွမ်းရှိပါတယ်။နောက်တစ်ဆင့်ကိုကျွန်တော်အသင်းတက်ရောက်နိုင်စွမ်းရှိပါတယ်လို့ကြွေးကြော်ခဲ့ပါတယ်။အာဆင်သင်းချန်ပီယံလိဖိုင်နယ်ရောက်တဲ့2006ခုနှစ်မှာလည်းရီယဲနဲ့ဆုံခဲ့မှုတွေအဲ့ဒီချိန်တုန်းကချန်ပီယံလိရှုံးထွက်16သင်းအဆင့်မှာတွေ့ခဲ့ကြတာပါ။ အာရှန်ကအိမ်ကွေးမှာဂုံးရှိသေးကစားပြီးတော့ရီယက်ကွေးမှာတကောဂုံးရှိတဲ့အနိုင်ကနောက်တစ်ဆင့်ကိုတက်ခဲ့တာပါအခုလဲ2006တုန်းကလို့အောင်ပွဲမျိုးဖန်ဆင်းနိုင်စွမ်းရှိပါလိမ့်လက်ရှိချန်ပီယံလိဖျက်ဆီးမှုကိုကြည့်ရင်လည်းအာရှန်ကအပြတ်သက်တာလွန်နေတယ်ရီယက်ကချန်ပီယံလိရှုံးထွားဆင်းကိုတိုင်းရမရောက်ပဲပလေးအော့ဖ်ကစားခဲ့ရသေးပြီးတော့အာရှန်ကတော့တိုင်းရတယောက်ခွင့်ရခဲ့တာပါအာရှန်ချန်ပီယံလိခံစစ်မှတ်တမ်းကလည်းထူးချွန်နေတယ်လက်ရှိဟာဒီချန်ပီယံလိမှာအာရှန်က6ဂိုးသာပေးထားပြီးတော့ရီယက်က19ဂိုးဒီပေးထားခဲ့ရတာပါ ဒီတော့အမ်ပါပေဗင်နီရှက်တို့ဥဆောင်တဲ့ရီယယ်မက်ဒရစ်တိုက်စစ်အတွက်အာစနယ်ခံစစ်ရကြီးမားတဲ့စိန်ခေါ်မှုပါပဲရီယယ်ကချန်ပီယံလိကွာတာဖိုင်နယ်အဆင့်ပထမအကြော့မှာနောက်ဆုံးရှစ်ပွဲဆက်ရှုံးပွဲမရှိဘဲ၅ပွဲနိုင်၃ပွဲတည်ကြထားပါလိမ့်အဲ့ဒီမှာတန်းကလေးစားစရာကောင်းပေမဲ့အာစနယ်ကထိတ်လန့်နေပါမဟုတ်ပါဘူးရီယယ်ကိုအနိုင်ယူပြကျင်နေပါတယ်ဟုတ်ကဲ့ပါဒီဘက်ကလောက်ပါပဲခင်ဗျကျွန်တော်အာစတင်အသေးမှလည်းအားနည်းချက်တွေရှိနေပေမဲ့ဒီနေ့ညမှာထိတ်တိုက်တွေ့ရမယ့်ဥရောပဘင်ကြီးနဲ့ပွဲမှာတော့မျောလင်းချက်ထားပြီးတော့ရင်ခုန်စွာနဲ့စောင့်ကြည့်ရမှာဖြစ်ပါတယ် ဆိုအားလုံးကိုကျေးဇူးတင်ပါတယ်အာစတန်ပရိသတ်တွေရောဘောလုံးချစ်သူတွေရောမြန်မာပြည်သူပြည်သားတွေအားလုံးရောဘေးရန်ကင်းလို့ကြားမှာကြပါသည်ခင်ဗျာ